ဒီဆိုင်လေးอ่ะဒီနေရာမှာပဲဒီအချိန်ထိရှိနေသေးပဲဆိုတော့ကျွန်တော်တို့ဒီမနက်ခင်းရတော့ပြည့်တော်ပါဗျာဒီဘက်ကဘာဆိုင်အကြောင်းနေပြောနေပြန်ဘာဆိုင်လဲမင်္ဂလာပါ FME channel ကနေပြီးတော့မှမနက်စောစောစစ်စစ်ထမှန်ကြိုးစားလိုက်ပါတယ်ခင်ဗျာဘာဆိုင်လဲဆိုတော့ဒီနောက်ကဆိုင်อ่ะကျွန်တော်ရဲ့ငယ်ဘောကလည်းလောကသက်ဆိုင်နေတဲ့ဆိုင်ကြီးဘာဆိုင်လဲလို့မေးလို့ရှင်ကျွန်တော်တို့လည်းမပြောစက်ဘူးဘာကြောင့်လဲဆိုဒီဆိုင်မှာနာမည်မရှိဘူး ်အေးဟုတ်တယ်ဒါပေမဲ့တော့ပင်ထားတဲ့ဆိုင်ရဲ့တက်တန်း38နှစ်ရှိပြီပြီးတော့ဒီလမ်းထဲမှာကျွန်တော်ရငယ်ဘဝဆခဲ့တာဒီ15လမ်းထဲမှာအားကြီးမင်္ဂလာပါခင်ဗျာဟောမင်္ဂလာပါအဲ့ဒီကျွန်တော်ဆိုတော့ဒီဆိုင်မှာမနက်ခင်းစာအနေနဲ့ပဲရတာပေါ့အေးမနက်ပေါ့မနက်ဆိုရင်6နိုင်ခွဲလောက်အစရပြီးတော့နေခင်း7နိုင်အထိပဲရတယ်ဟုတ်ပါပါတွေရလဲကျွန်တော်မနက်စီချက်ကဲကိုရီရဲ့ထမင်းမောင်းရဲ့စံပြုတ်ရဲ့အားကြီးဒီထမင်းမောင်းဆိုလို့ရှင်ဒါဘလို့ဘလို့ခေါ်လဲအားကြီးတို့ တရုတ်လိုဆိုတော့အော်ပွန်လိုခေါ်တာပေါ့နော်ဗမာလိုဆိုတော့ထမင်းမောင်းမေခေါ်တာပေါ့ဝတ်သားနဲ့လည်းရတယ်ဝတ်သားမစားလိုက်ဆိုစက်သားရှိတယ်ဘယ်ဦးရှိတာပေါ့အဲ့လိုဖွင့်တာကဘယ်လောက်ကြာပြီအဲ့ဖွင့်တာ38နှစ်ရှိွားတယ်ဆိုတော့ဖွင့်တာကလည်း38နှစ်ဗျာ38နှစ်ဆိုတာဒါနည်းနည်းတော့အချိန်တော့မဟုတ်ဘူးပြီးရင်ဒါဆန်ရဲ့ငယ်ဘဝပေါ့နော်သူ့ရဲ့အတိတ်အကြောင်းတွေကိုသူကဒီဆိုင်မှာလဲသူကတတိယရှိခဲ့တယ်ဆိုတော့ဒီနေ့မနက်သူကကျွန်တော်ကိုဒီကိုစားဖို့ခေါ်လာတာ စပယ်ရှယ်ဆွဲရတော့မယ်ဗျဒီဆိုင်ရဲ့မသက်စာလေဒီတရုတ်တန်းလာတာလမ်းမတော်နာမည်ကြီးပဲဗျကျွန်တော်တို့အိုးရင်လုံးတဲ့နာမည်ကြီးတာဘာဖြစ်လို့လဲဆိုတော့ကျမ်းမာရင်လည်းညီညွတ်တယ်ဗျသူ့ဟာလေးဗျအရသာမပြေးမဲနဲ့ဒါကတော့ကျွန်တော်ဆိုင်နဲ့ပြောပြောပြပါမယ်ဒါကခဏလေးပဲဆိုတော့ဆယ်ဆိုကျွန်တော်အပူတွေပြောနေတော့ဘူးဘိုက်လဲဆန်နေပြီဆိုတော့မှားလိုက်တော့မယ်အဲဒီကျွန်တော်ထမင်းပေါင်းတစ်ပွဲစိုင်းပါစားပါလေကျွန်တော်လည်းထမင်းပေါင်းကိုကျက်နေတာဟုတ်ဟုတ်ထမင်းပေါင်းကိုဝတ်နေတဲ့ပွဲကျက်နေတဲ့ပွဲ

ဘာဖြစ်လဲစားလိုက်တော့ကျွန်တော်ကလေးလေးဘဝပြန်ရောက်ပါဟောကျွန်တော်ကျွန်တော်မိုင်းတော့ဘာလို့ဝယ်ကျွေးတဲ့ဟာလဲမနဲ့ဆိုဒီရောက်ကပုတ်တယ်မလို့ဒီလေဟင်းဟင်းဟင်းလောက်ပါဘောကိုရည်ဟင်းရယ်ဝယ်စားစားဟင်းဟင်းထမင်းကထမင်းကစီစီလေးပဲ ထမင်းကလုံးဝစစ်စစ်လေးအဲ့ဒီပုံမှာမကျွန်တော်တို့ဝတ်သားကြံ့ဝတ်သားကြက်သားကြံ့ကြက်သားပေါ့နော်နှစ်မျိုးရေးရွေးချယ်လို့ရဒီမှာဒါကပွဲကြီးနဲ့ပွဲသေးရှိရပေါ့နော်ကျွန်တော်တို့ဒီနေ့မှာလာတာပွဲသေးပါပွဲသေးနဲ့ပွဲကြီးနဲ့ကလည်းဈေး900ပဲกว่าတော်တော်လေးအရသာရှိရဗျသူကစံထဲမှာဟောပါစားထမင်းထဲမှာဟောပါစားအရသာရှိရှိပဲอืม အဲဦးလေးပြောနေတာစားကောင်းလေးစားတကယ်ဟိုပတ်သက်တယ်မှာအဲ့လိုဘယ်လိုတူချလိုက်တာဇွန်းနဲ့စားတယ်မလုံးနဲ့ဒီဥစ္စာကခမင်းကဟိုဝက်ရည်လေးဖြန့်လိုက်တော့ငါ့မှာမနှဲလိုက်နိုင်နေတာမဟုတ်ဘူးတေးရုပ်ကိုပြီးသားတူနဲ့မစားတာဆိုထားလိုက်ပါဒီတော့တော့ထားလိုက်ပါတော့ဘာကျွန်တော်ဘာတွေ့လဲဆိုတော့ဒီအစားတော့ကအရင်ရှာတော့ဒီအစားတော့တူတရား မျက်မျက်နှာလို့ရောင်းတဲ့အသေးကိုတွေးရင်ကျွန်တော်တို့ကစားရတော့မှာဘဝပြေသွားပြီဗျာ။ဒါမျိုးရောင်းတဲ့လူကကိုတို့တွေးဘူးလား။မရှိတော့နော်။ဟောလာ။တိုင်းပြောလို့ပဲပေါ့ဒီအစားတောက်လေးတွေကနေရာတိုင်းမှာမရတော့ဘူးတကယ် ိုးအရင်ထဲကရောင်းလာတဲ့လူတွေရှိမှပြီးရင်ဒီဟာကိုတည်တည်ချာချာလုပ်တတ်တဲ့လူရှိမှပဲကျွန်တော်တို့ကဒါအခုနောက်ပိုင်းစားခွင့်ရရတော့ပါเนาะဘယ်ရတာတတော်လေးကိုရှိရစားဘူးတဲ့လူတွေဆိုလည်းသိမှာပါဟောပေါ်ပေါ့ဘလိုလဲဟမ်ဒါကြည့်ရရောတိုက်ကြည့်လာအတိတ်တွေကိုပြန်ပြီးသတိရပါဟာကြတော့ဒါဒီထဲမှာတော့အဲဒီတော့ဒီနေ့ကဒီလဲတော့ဘောလုံးကဟမ်ပြည်စီလေးတွေတိတိလေးပေါ်တော့ အဲ့အဲ့အဲ့အရလာတယ်ဟာငါကတော့ဘွယ်မသားနိုင်ကြီးမဝယ်သားနိုင်ဘာလဲသူကတမင်းနဲ့မှာပါအရသာရှိရောဟွန်းနော်တော်တော်မိုက်ရယ်ဦးလေးဝတ်ဦးကျော်ရောဘာလို့လဲပိုဖိုင်ပါပိုမိုက်ရယ်စိတ်ညာသာသာကြောက်ရအောင်မအားလားဦးလေးရောပိုခေါ်ရအောင်ဟမ်ဟွန်းကြောက်တော့သား နော်ဆွဲကြည့်လားဒီပကံထဲမှာထည့်ပြီဆရာနော်ညေဟွာပွဲခေါက်ဆွဲတပွဲပေးဟုတ်ကဲ့ဦးလေးဟွာခေါက်ဆွဲအလုံးကြီးလားသေးလားအလုံးကြီးနဲ့ပဲကြက်လားအေးတေးဥတန်းပဲနော်အလုံးကြီးနဲ့ပဲနော်တပွဲနဲ့ပွဲတပွဲပဲစက်သားနဲ့ပဲဟုတ်ကဲ့ပွဲအလုံးကြီးနဲ့ပဲစက်သားငါတို့ဒီကောင်ဆက်ဆွဲရတယ်တော်တော်လေးရတယ်နော်အေးကြာစင်စီကျက်တို့ပါလို့လဲအဲ့ ဘာအမျိုးတို့ဘာလို့လဲအဲ့လိုညှက်ပြီးစားလို့လည်းရတယ်အခုတော့ရမယ့်တော့မသိဘူးကျော်ပြီးမှမေးကြည့်ဟုတ်ကဲ့ကျန်စီချက်တော့ဘာလို့လဲရတယ်ဆိုတော့ကျန်စီချက်တော့လည်းပေါ်ရီတော့ကျန်လည်းပြုတ်ခိုင်းဟုတ်ဟုတ်အဲ့တော့ဒီကျွန်တော်ဟိုနေ့နဲ့ဟိုဝက်ဥတို့ဘာလို့ညှက်ပြီးတော့စားလို့ရတယ်နော်ရုတ်တရက်ကြည့်လိုက်လို့ရှင်ဒါကလေသမင်းကျော်ပေါ့သမင်းကျော်ပေါ့ဒီလိုတည့်ပေးလိုက်မဟုတ်သမင်းကျော်လုံးဝမဟုတ်ဘူးလေဒီသမင်းကပေါင်းထားတယ်ဟာပေါင်းခံထားတယ်ဟာ ဟာသူကစွဲတယ်စွဲမယ်ဒါပေမဲ့နင်စက်သားနဲ့မှာတော့ငါဟို WhatsApp ပေါင်းတာစားကြည့်ဟောဦးလေးစားပြီအဲ့လေနည်းနည်းသွားပြီဘေးပါဘေးပါဘယ်လိုလေးမှာလိုက်ဟိုတင်းတယ်လို့မျိုးပဲအဲ့လိုလေးတစ်ပွဲပဲပေါ့ကျွန်တော်ပေါ်ရည်လေးနဲ့စားကြဟုတ်ဟုတ်ကျွန်တော်ထမင်းမော်ဟင်းဟင်းဟုတ်ရမှာလို့ရရရโอ้เออถ้าဆိုလို့ရှင်ကျွန်တော်ဒီသူတို့ပေါင်းထားတဲ့ဟာဘောပဲအရသာအရန်ကြိုက်လို့ကျွန်တော် ဘာမှမပါပဲနဲ့ဒီတိုင်းထပ်မာတာပေါ့နော်ဒါဆိုလို့ရှိရင်ဝက်ဥုံပေါ့အကုန်ပါတယ်ကဲဟောအဲစားလုံးစားရင်အဲ့လိုလေလုံးအကြီးနဲ့စားရတယ်ရှေးကြီးစမ်းရုံမျက်နှာပြုံးပြောရွှေလန်းပေါ်ရည်အစွမ်းအိတ်ကျင်တာကိုပြောက်ပါ အဲ့ဘဲမရအောင်မနဲ့အစိုးကြီးဆိုရင်စားစရာရှာရှာမရှာပြဿနာပတ်ရှာကဲထည့်လိုက်တော့ပဲဟုတ်ပါပဲဒီတော့နှစ်တွေကြာတော့လက်ရလုံးဝမပြောင်းသွားသေးဘူးတကယ်ပါမှခက် ထမင်းမောင်းလို့ရတယ်မရတာอืมခေါ်ရတယ်အလုံးမထင်တာဘူးတကယ်ကောင်းပြီပါအဲအလုံးလည်းဆိုသူကထမင်းမောင်းကိုဦးစားပေးပေးရောင်းလာဆိုတော့ငါဒီခေါ်ရလို့ပါလို့အလုံးမဖေးတော့ရတယ်อืมမိုက်ဒီဒါသာလမ်းတော့တရုတ်တာကိုယ်ခေါ်ဆိုတော့အစ်စားတော်နေတာဘာတို့တို့တချောင်းဘလောက်လဲကွက်ကြည့်ကြည့်လေအများကြီးပဲဟုတ်ပါဗျာဟုတ်အပြည့်အမဟုတ်ပါ ရတယ်ဘယ်လိုလဲစူးတယ်ခုနပြောပြီးပါတယ်တော့ဘယ်လန့်ဖြစ်တယ်လိုက်တယ်ဟွန်းခိုင်းကြည့်ရွာဒီအကြီးကငန်းနေတယ်ပြင်းနေတယ်ဒါမျိုးရှိတယ်ပြီးတော့လုံးဝရောင်လာဆိုပြီးတော့ရှောက်ရောက်တယ်ဒါလည်းဘာလို့မရှိဘူးဟွန်းเป็นอย่างไรก็ตัวไฟมองเนี่ยเออโอ้สวยเย้ နေပါမပြီးတော့စိုင်းနေစားအောင်လားအဲစိုင်းရဲ့ဒါကြီးသိမ့်ချိုက်တာဟုတ်ပြပါလေးလေမိုက်ရပုံရဒါကျွန်တော်ရဲ့သူတယောက်အမြင်အရာပေါ့နော်ဒီစားတော့ကြီးအခုချိန်ကြီးကျွန်တော်တော့ကောင်းတယ်ကျွန်တော်ဒီနေ့စားရတဲ့ဥစ္စာမနက်ပိုင်းပေါ့နော်တော်တော်ခန္ဓာကိုယ်အတွက်အာဟာရရှိတဲ့အစားအသောက်တခုကိုအရသာရှိရှိစားလိုက်ရတယ်ဆိုရယ်ကျွန်တော်ခံစားရတယ်မျိုးညွန့်ပြောရမှာဆိုတော့ ကြိုက်တယ်ပေါ့ဒါယောက်ျားဆိုတာဟာကြိုက်တယ်ကြိုက်တယ်ကျွန်တော် AI နဲ့လုပ်ရတာမဟုတ်ကြိုက်တယ်ဒီဆိုင်လေးရဲ့လိပ်စာကတော့ကျွန်တော်တို့15လဲအောက်ဘလောက်လမ်းဘတော်မြို့နယ်ပြီးပါရှင်မဟာဗန္ဓုလလမ်းဝင်ရအောင်ဆိုင်လေးရဲ့ရှားရလွယ်ပါကျွန်တော်တို့နောက်တစ်ခေါက်ပြပြဒီဆိုင်လေးပြန်ပြောပြပါမယ်ကျွန်တော်ဒီဆိုင်ကဘာမှရှိလဲဆိုရင်ကျွန်တော်တို့15လမ်းအောက်ဘလောက်မဟာဗန္ဓုလလမ်း ဘယ်မြို့နယ်လဲလမ်းမတော်မြို့လမ်းမတော်မြို့နယ်ကျွန်တော်ဘယ်ဝင်ပုံကောင်းလဲဆိုတော့မဟာဗန္ဓုလလမ်းအောင်ဝင်လို့ရှိလို့ရှိရင်ပုံကောင်းပါတယ်ဘိုင်ဘိုင်